မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တဘာလ9ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ပခုတ်ကူမြို့နယ်အင်ပင်ချေးရွာကမိသားစုကိုပြန်လာခေါ်တဲ့အကြမ်းဖက်စစ်တပ်ကတပ်ကြကြီးတအုပ်ကိုအရှင်ဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ9ရက်နေ့မှာနမ်ဆန်မြို့နယ်ခိုလံမြို့အခြေစိုက်တရဲမှာတာဝန်ကျနေတဲ့အကြမ်းဖက်စစ်တပ်ကတပ်ကြကြီးတအုပ်ဟာပခုတ်ကူမြို့နယ်အင်ပင်ချေးရွာမှာရှိတဲ့မိသားစုကိုလာရောက်ခေါ်ဆောင်တဲ့အချိန်မှာအင်ပင်ချေးရွာအနီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များကအသင့်ဆောင်ကြိုးပြီးတော့ဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အင်ပင်ရွာမှာကစစ်ကောင်စီရဲ့ကာကင်းစခန်းရှိတယ်။သူကအင်ပင်စခန်းနဲ့မနီးမဝေးလို့ ောက်ကနေပြီးတော့လာဆောင်ပြီးတော့ခေါ်တာတရင်ကကြိုရလို့စစ်ကောင်စီရဲ့ကာကင်းစခန်းရှိတဲ့အင်မင်ရွာနာအထိကိုကတ်ပြီးတော့စောင့်ခိုင်းခဲ့တာသူကရှမ်းပြည်နယ်ခိုလံဘက်မှာတာဝန်ကျနေတာအသေးစိတ်တော့စစ်ဆေးနေတုံးပဲလို့ Royal Defense Force အဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်အခုလိုမျိုးဖမ်းဆီးရရှိထားတဲ့စစ်တုံးဘန်းကိုကောင်းမွန်စွာထိန်းသိမ်းထားပြီးတော့စစ်ဆေးပေါ်ပေါက်ချက်တွေအရာထိုက်တဲ့အပြစ်ကိုပေးပြီးတော့အရေးယူမှုအများကိုလှုံ့ဆော်သွားမှာဖြစ်ကြောင်းကို Royal Defense Force ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်ရေးမြို့နယ်အာရှတောင်ကျေးွာကအကြမ်းဖက်စစ်တပ်လက်အောက်ခံပြူစောတိတအုပ်ကိုရေးဘလူးအဖွဲ့ကအရှင်ဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တမလ9ရက်နေ့ညနေ9:45မိနစ်ခန့်မှာရေးမြို့နယ်အာရှတောင်ကျေးွာကအကြမ်းဖက်စစ်တပ်လက်အောက်ခံပြူစောတိတအုပ်ကိုရေးဘလူးအဖွဲ့ကအရှင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်တယ်လို့သိရပါပါတယ်အာရှတောင်ကျေးွာမှာပြူစောတိအသွင်ပြောင်း၄ဦးဆိုတာရှိတယ်သူ့ကိုကိုပိုင်လုပ်ပိုင်ခွင့်တွေပေးထားတယ်စစ်ကောင်စီကအဖွဲ့ဝင်30 40လောက်ရှိတယ်အရသာပုံစံမျိုးတွာလာလေးရှိတယ်ကျွန်တော်တို့အစည်းအဝေးရှိတဲ့ ့အချိန်မှာတောင်ပေါ်ကနေဖြတ်ပြီးတော့ပြစ်တယ်ဖြတ်ပြစ်တဲ့အထဲမှာဖမ်းမိထားတဲ့သူလဲပါတယ်ကျွန်တော်တို့လည်းမြင်တယ်ဒေသခံတွေလည်းမြင်တယ်သူတက်လာတဲ့အချိန်ကိုဖမ်းဆီးရမိခဲ့ပါတယ်လို့ရေးဘလူးအဖွဲ့ခေါင်းဆောင်ကပြောဆိုထားပါတယ်အလားတူပဲမန္တလေးတိုင်းမြေသားမြို့နယ်မကြီးကန်ရွာကပြူစောတိမုံနိုင်ပြစ်ခတ်ခံရပြီးတော့တေဆုံသွားကြောင်းဒေသခံပြည်သူများကပြောကြားထားပါတယ်စက်တင်ဘာလ10ရက်နေ့ညနေ6:00ကမှမကြီးကန်ရွာသားပြူစောတိမုံနိုင်ဟာ ကြေးရွာဗောလီဘောခွင်းမှာရောက်လာတဲ့အချိန်မှာအမည်မသိတဲ့တနတ်သမားများကပြစ်ခတ်တိုက်ခိုက်ရာပွဲချင်းပြီးတိတ်ဆုံသွားတယ်လို့သိရပါဗျ။တိတ်ဆုံသွားတဲ့ပြူစောတိမုန်းနိုင်ဟာကြေးရွာဈေးဆိုင်များကအရက်ရောင်းတဲ့ဆိုင်များကိုလာစဉ်ကြေးကောက်ခံခြင်းချဲရောင်းတဲ့သူများထံကနေပြီးတော့လိုင်းကြေးကောက်ခံကအကြမ်းဖက်စစ်တပ်အတွက်ဝင်ဝင်ရှာပေးနေတဲ့သူလေးဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်စကန်းသိမ့်တိုက်ပွဲသတင်းကတော့မောင်တော်မျိုးအဝင်နောက်ဆုံးလက်ကျန်နာခခ9ရက်စကန်းအပြင်မှာအခိုင်အမာခြေကုပ်ယူထားတဲ့လူကယ်ပြန်ရုံးတဲ့ဘင်္ဂလားဖုံးတော်ကြီးအကြောင်းကာကင်းစကန်းနှစ်ခုကိုစက်တဘာလ10ရက်နေ့မနက်ပိုင်းမှာအရခတ်တက်တော် AA ကအပိသက်သိမ့်ပိုက်လိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်10ရက်နေ့မနက်ပိုင်းအာယုံအချိန်မှာမြို့မှာကဉ္ဉေနန်းကလူကယ်ပြန်ရုံးတဲ့ဘင်္ဂလားဖုံးတော်ကြီးအကြောင်းကာကင်းစကန်းတွေကို AA ရဲ့ကွန်မန်ဒိုတွေကကြားတက်ထိုးပြီးတော့တိုက်ခိုက်သိမ့်ပိုက်လိုက်ပြီလို့သိရတယ်စကန်းနှစ်ခုစလုံးကိုရရှိသွားပြီလို့ပြောပါတယ်။ AA ကအဲ့ဒီစကန်းနှစ်ခုကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်ချက်ချင်းဆိုသလိုစစ်ကောင်စီရဲ့ Jet Fighter ၄နှစီပြန်ဝဲရောက်ရှိလာပြီးတော့လူငယ်ပြန်ရုံးတဲ့ဘင်္ဂလားဖုံးတော်ကြီးเจ้าအနီးဝန်းကျင်ကိုဘုံပြလာရောက်ကျဲချခဲ့တယ်လို့အဲ့ဒီသတင်းရေးမိကပြောပါတယ်တခုတည်းတော့ကြန့်ရှိနေတယ်နခခငါးကိုလည်းစစ်ကောင်စီက One Trap ၄ရင်ပေါ်ကနေပြီးတော့လေထီးတွေနဲ့ရိတ်ခါလက်နက်ခဲရံတွေကိုခြာပေးတာဆိုရင်ဒီနေ့နဲ့ဆိုရင်၄ချိန်တိုင်တိုင်ရှိနေပြီလို့မြန်မြန်ဒေသခံတွေကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းဂျိုးပင်ကောင်မြို့နယ်ကွင်းချောင်းရွာမှာတပ်ဆွဲပြီးတော့ပြည်သူများကိုပေါ်တာဆွဲဖမ်းဆီးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုဝင်ရောက်တိုက်ခိုက်ရာစစ်ကောင်စီဘက်ကခုနှစ်ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တမလ9ရက်နေ့မနက်9နာရီအချိန်ကမှကွင်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူးစုံမင်းနိုင်ပြူစော်တိအဖွဲ့ဝင်15ဦးနဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားအယောက်20ကတပ်ဆွဲထားတဲ့နေရာကိုရိုးမညီနောင် PDF တပ်ပေါင်းစုက60မမ40မမလက်နက်ကြီးလက်နက်ငယ်များနဲ့ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာစစ်သား4ဦးနဲ့ပြူစော်တိ3ဦးသေဆုံးခဲ့ပြီးတော့ထိခိုက်ဒဏ် ရရှိသူတွေများပြားခဲ့တယ်လို့သိရပါဗျ။ဒါအပြင်တာယာဝတီခရိုင်တရင်၃၈၃ညတက်တက်ခွဲတက်ရိုးမ GBK ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကရဲဘော်တအူးမြင့်မြတ်စွာကြာဆုံးခဲ့ရတယ်လို့သိရပါဗျ။ အဲ့ဒီအကြပ်ဖက်စစ်ကောင်စီစစ်ကြောင်းဟာကြည်ရများအတွင်းမှာပြည်သူများကိုအတင်းအဓမ္မပေါ်တာဆွဲခြင်းပြည်သူများအပေါ်ကိုမတရားဆက်ကြေးကောက်ခံခြင်းအမျိုးသမီးများအပေါ်လိင်အကြမ်းဖက်မှုများပြုလုပ်နေခြင်းကြောင့်ဝေရောက်တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်းတရားဝရီခရိုင်တရင်33တက်တက်ခွဲတက်ကရိုးမ GPK PDF အဖွဲ့ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုတရားဝရီခရိုင် PDF တရင်33တက်ခွဲတက်ရိုးမ GPK PDF 56 AR ညောင်းတက်ခွဲ9ဂျိုးပင်ကောက် Hero ပြောက်ကြားတက်ခွဲနဲ့တရားဝရီခရိုင်တရင်33တက်ခွဲတက် Dragon Brother GBK PDF နဲ့တက်ခွဲလေးအုပ်ဖို့မြေရောက်ပျောက်ကြားတက်ခွဲနဲ့တက်ခွဲ6 Black Dragon GBK PDF နဲ့ရိုးမညီနောင်မဟာမိတ်တပ်ပေါင်းစုတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တယ်လို့သိရပါဗျ။ကြည်သူများအနေနဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများပြူစောထီးများနဲ့အထီးတွေ့ခြင်းတွာလာခြင်းများကိုမပြုလုပ်ကြရန်နဲ့တော်လိုင်းတက်ခွဲများကအချိန်မရွေးစစ်ရေးပေါ်ဆောင်သွားမှာဖြစ်ကြောင်းကိုတာယောက်ရိခိုင်တိုင်ရင်383ညတက်တက်ခွဲတက်ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္လာရီတိုင်းပလောမြို့နယ်ပလမြို့အတွင်းနှစ်ဖက်ထိပ်တွေ့တိုက်ပွဲများဖြစ်ပွားလျက်ရှိရာအင်အား90ခန်းပါတဲ့စစ်ကောင်စီစစ်ကြောင်းတစ်ခုပြန်ဆုတ်သွားတဲ့အချိန်မှာဒဏ်ရာရတဲ့သူတွေကိုပါရေချောင်းကနေတဆင့်ပလောမြို့ဘက်ကိုပြန်လည်ခေါ်ဆောင်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီတပ်ဘက်ကအင်အား200ခန်းဟာ စက်တင်ဘာလ၁ရက်နေ့ကစပြီးတော့ပလမြို့ရဲစခန်းနဲ့မြို့ပေါ်နေရာတချို့မှာဝင်ရောက်တပ်ဆွဲထားရာ9ရက်နေ့အထိကို၄ရက်ဆက်တိုက်တိုက်ပွဲတွေဖြစ်ပွားခဲ့ရာစက်တင်ဘာလ9ရက်နေ့နေ့လယ်တနားရီခွဲအချိန်ကမှဆက်လီနှက်စီးနဲ့ဒဏ်ရာရတဲ့စစ်သားများကိုပြန်လည်ခေါ်ထုတ်သွားခဲ့တယ်လို့သိရပါဗျ။ရေလန်းကနေပြီးတော့ပလောဘက်ကိုတည်သွားတာဗျ။လေကနှက်စီးလေပေါ်မှာတပ်မိသားစုဝင်နေရောပါသွားတယ်လို့ပလောဘက်ကဖက်ကတာဝန်ရှိသူတို့ကပြောပြထားပါဗျ။ဒဏ်ရာရတဲ့သူများနဲ့တပ်မိသားစုဝင်နေကိုဆက်လီနဲ့ခေါ်ထုတ်သွားတဲ့အချိန်မှာတော်လိုင်းတပ်ဖွဲ့များက drone နဲ့ဘုံးတိကျဲချတိုက်ခိုက်ခြင်းလက်နက်ငယ်များ ားနဲ့ပြစ်ခတ်ခြင်းတွေကိုလှုပ်ဆောင်ခဲ့တော်လဲထိခိုက်သေးဆုံးမှုရှိမရှိကိုတော့မသိရသေးဘူးလို့ပြောပါတယ်လက်ရှိအခြေအနေမှာစစ်ကောင်စီတပ်ဘက်ကအင်အား150ခန်းဟာပလမြို့ရဲစခန်းမြို့ပေါ်မှာရှိတဲ့စာတင်ကျောင်းနဲ့ဘုံကြီးကျောင်းများအပါအဝင်နေရာ9နေရာထက်မနည်းဖြန့်ကျက်နေရာယူထားတယ်လို့စုံစမ်းသိရှိရပါတယ်အဲ့ဒီစစ်ကောင်စီတပ်သားများဟာမြို့ပေါ်မှာကြံနေခဲ့တဲ့ပြည်သူများကိုပေါ်တာဆွဲဖမ်းဆီးနေတဲ့အပြင်9ရက်နေ့ကနေစက်တင်ဘာလ10ရက်နေ့အတွင်းမှာ မျိုးတွင်းတွေကပြည်သူပိုင်နေအိမ်များကိုချိုးဖြတ်ဖောက်ထွင်းပြီးတော့တမုတ်ရှိတဲ့ပစ္စည်းများကိုခိုးယူမှုများရှိနေကြောင်းဒေသခံတရင်းချင်းမြစ်ကပြောကြားထားပါတယ်အဲ့ဒီအိမ်တွေကိုစစ်ခွဲတွေကဖောက်ပြီးတော့ပစ္စည်းတွေကိုယူလာမျိုးတွေရှိတယ် ပြီးတော့ချက်တွေဝက်တွေအကုန်ယူသွားတာလို့ဒေတာသတင်းရင်းတွေကပြောဆိုထားပါတယ်လက်တလုံးမှာပလမြို့မှာမြို့ပေါ်တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့်မြို့ပေါ်မှာပြည်သူသုံးပုံတပုံခန့်သာကြံတော့ပြီးတော့ပြည်သူအများစုဟာနေအိမ်နဲ့ဈေးဆိုင်ခန်းတွေကိုပိတ်ပြီးတော့ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့စုံစမ်းသိရှိရပါတယ်စက်တင်ဘာလ10ရက်နေ့မှာနှစ်ဖက်တိုက်ပွဲဆက်လက်ဖြစ်ပွားခြင်းမရှိတော့လဲစစ်ဆိုင်ထားဆက်ဖြစ်ပြီးတော့စစ်ကောင်စီတပ်ဘက်ကလက်နက်ငယ်များနဲ့ဂျိုကြားဂျိုကြားပစ်ခတ်မှုတွေရှိနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဗိမ်းမြုံနယ်တုံကျော်ကြီးရွာအုပ်စုကရက်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်နှစ်ဦးကိုအမည်မသိတဲ့လက်နက်ကိုင်းအဖွဲ့တစ်ခုက9ရက်နေ့ကဖမ်းဆီးသွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဖမ်းခံရတဲ့သူတွေကတော့တုံကျော်ကြီးရွာအုပ်စုလက်ရှိအုပ်ချုပ်ရေးမှူးဖြစ်တဲ့အသက်40ဝန်းကျင်အရွယ်ဦးကျော်နဲ့အုပ်ချုပ်ရေးမှူးဟောင်းဖြစ်တဲ့အသက်60ဝန်းကျင်အရွယ်ဦးဝင်းမြင့်တို့ဖြစ်တယ်လို့ဒေသခံတွေကပြောပါရတယ်။စက်တမလ9ရက်နေ့မွန်းလွဲ2နာရီဝန်းကျင်လောက်တုန်းကတုံကျော်ကြီးရွာအုပ်စုဖျားကုန်းရွာဘောလုံးကွဲမှာဘောလုံးကွဲကြည့်နေတဲ့အချိန်မှာပဲလက်နက်ကိုင်းလူတစုကလာရောက်ဖမ်းဆီးသွား တာလို့တုံးပြောကြည့်ရအုပ်စုဒေသခံတွေကပြောပါတယ်ဘောလုံးကန်တာကိုကြည့်နေကြတဲ့ရွာသားတွေလည်းအများကြီးပဲဗျအဖမ်းခါတဲ့သူတွေလည်းထိုင်ကြည့်နေတုန်းကိုဝင်ဖမ်းတာရုံရင်းဆန်ခတ်ဖြစ်တော့ရှိနေတဲ့ရွာသားတွေလည်းအကုန်ထွက်ပြေးကြတယ်လို့တုံးပြောကြည့်ရအုပ်စုနေဒေသခံအမျိုးသားတို့ကပြောဆိုထားပါတယ် ဘောလုံးကွင်းထဲမှာအရက်ဝင်းနဲ့လက်နက်ကင်ထားတဲ့လူဆယ်ဦးဝင်းကျင်လောက်ရောက်ရှိလာပြီးတဲ့နောက်ဥကြောင့်နဲ့ဦးဝင်းမြင့်တို့ကိုအင်အားသုံးပြီးတော့ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့သူကပြောပါတယ်ဖမ်းဆီးနေတဲ့အချိန်မှာရုံးရဲဆန်ခတ်ဖြစ်ပွားခဲ့ပြီးတော့ဥကြောင့်နဲ့ဦးဝင်းမြင့်တို့ကိုလက်ပြန်ကြိုးတုပ်ကဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဒေသခံတွေကသိရပါတယ်ဥကြောင့်နဲ့ဦးဝင်းမြင့်တို့အဖမ်းခံရတဲ့နေရာဟာတုံးမျောကြီးကင်းတက်လမ်းဆောင်ကစစ်ကောင်စီရဲ့စစ်စေးဂိတ်စခန်းနဲ့7မိနစ်လောက်သာကြာဝေးပေမဲ့ဖမ်းဆီးခံရတဲ့အချိန်မှာစစ်ကောင်စီတပ်သားတွေရောက်လာတာမျိုးမရှိဘူးလို့ဒေသခံတွေကပြောပါတယ်လာဖမ်းတဲ့သူတွေကအရက်ဝင်းနဲ့ဆိုတော့ဘယ်ဘက်ကလာဖမ်းတာလဲ တယ်မသိဘူးဖြစ်နေတယ်ကျမတို့မသိတဲ့ညနေစိမ်းတွေပဲတို့တို့အဖမ်းခံရတာကိုစစ်တပ်ဘက်ကလည်းအခုထိငြိမ်နေတယ်ဆိုတော့ဒုလောဒုလောတွေဖြစ်နေကြတယ်မိသားစုတွေကတော့လိုက်ရှာနေကြပြီလို့ဖျားကုန်းယူဟန်နေအမျိုးသမီးတို့ကပြောဆိုထားပါတယ်ဥကြော်တို့အဖမ်းခံရပြီးတော့လက်ရှိအချိန်အထိကိုစစ်ကောင်စီဘက်ကလာရောက်စုံစမ်းတာစစ်ဆေးမေးမြန်းတာတွေမရှိသေးဘူးလို့ဒေသခံတွေကပြောပါတယ် အဖမ်းခါတဲ့သူတွေရဲ့နောက်ဆက်တွဲအခြေအနေတွေကိုတော့ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။တုံးမျိုးကြီးရအုပ်စုမှာစစ်ကောင်စီစခန်းချတဲ့နေရာနှစ်ခုရှိပြီးတော့ဥကြုံနဲ့ဦးဝင်းမြင့်တို့ဟာစစ်ကောင်စီတပ်သားတွေအတွက်ရွာတွေကအရက်သားကားတွေကိုချောဆွဲပေးတာနေထိုင်ရေးကူညီပေးတာတွေကိုလုံဆောင်ပေးနေကြတာဖြစ်တယ်လို့ဒေသခံတွေကပြောပြချက်အရာသိရပါတယ်။စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးတဲ့နောက်ပိုင်းမှာလည်း ရိုက်ပါထဲမှာစစ်မှုထမ်းမင်းနိုင်ဖို့အတွက်အစည်းအဝေးခေါ်ယူတာတွေကိုမကြာခဏပြုလုပ်လို့ရှိတယ်လို့ဒေသခံတွေကပြောပါတယ်။ဒါအပြင်တုံးမျောကြေးပါအုပ်စုထဲကအုပ်ဖုတ်လုပ်ငန်းထင်းခုတ်လုပ်ငန်းစတဲ့တပိုင်းတိုင်းလုပ်ငန်းတွေကိုလည်းကတ်မှတ်ချက်မရှိဘဲနဲ့ပတ်စံတွေကောက်ယူနေတယ်လို့ဒေသခံတွေကပြောပါတယ်။ဥကြောင့်နဲ့ဥဝင်းမြင့်တို့မတိုင်မီကတုံးမျောကြေးပါအုပ်စုအုပ်ချုပ်ရေးမှုဟောင်းဖြစ်တဲ့ဥစိန်တန်းကိုလည်းပြီးခဲ့တဲ့2022ခုနှစ်မှာတော်လိုင်းတပ်ဖွဲ့တွေဘက်ကရှင်းလင်းခဲ့တဲ့ဖြစ်စဉ်ရှိခဲ့ဘူးတယ်လို့တုံးမျောကြေးပါအုပ်စုကဒေသခံတွေကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။